တို့လည်းသင်္ကန်းသာတော့ရှိရပါဘာလို့တို့အရင်ရွေးကောက်ပွဲတွေမှာတို့ကဟိုတို့စစ်တပ်ကထွက်ထားတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေယူနီဖောင်းချွတ်တဲ့လူတွေနဲ့ဘသူနဲ့ပဲပြန်ပြန်တို့ကရှုံးနေဆိုတာတို့ကသိနေဒါတွေကိုသိတော့တို့ကဘာလဲဆိုတော့တို့ရဲ့အစိုးရဖွဲ့ဖို့ပြင့်မိအောင်လို့တို့ကခုနကဗော်နီကာဟိုပြန်ရှင်းပြန်သူမရှိအောင်လို့တမင်ကိုတစ်ဖက်ပြန်ဘက်ကိုနင်းငိုးဆောင်နဲ့ကန်ထုတ်ပြီးတော့တို့လူတွေနိုင်အောင်လို့တတိမနိုင်ဘလို့ပြန်ဘက်မရှိပဲနိုင်အောင်လို့ဟုတ်တယ်ဖန်လေးထားတာလေကိုကျွန်တော်တို့သတ်တွေ့ရတယ် နေတိုးကိုပို့ပြီးသူတို့စိတ်ပြည်သူတွေရဲ့စိတ်ထဲမှာနေတိုးကပို့ရှိတာဗျာပို့ချစ်တာဟုတ်ပို့ချစ်တာဟုတ်နေတိုးလိုလူမျိုးကဒါမျိုးလှုပ်တယ်ဆိုတော့မှပို့ပြီးတော့ခံစားဝါးတဲ့ပုံစံလိုနဲ့ဟတ်ထိသွားတော့ဒါအောင်ဖြစ်လာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ပြည်သူ့ဘဏ္ဍာရတော်တော်ရှာရှာသတင်းညင်သာဆိုတဲ့အစီအစဉ်အနေပြီးတော့ပြန်လဲကြိုးစားပါတယ် ကိုကောင်းတိုင်မင်္ဂလာပါဟုတ်ကဲ့ကိုစီရမင်္ဂလာပါဟုတ်ကဲ့ဒီစစ်ဘုတ်ချုပ်တွေကတော့ယူနီဖောင်းတွေချုပ်ပြီးတော့အသေးအံမဲတွေဆိုနေကြပြီဗျဟုတ်တယ်ဒီအနာဒိတ်ဆက်တက်ကလုံးမဲ့ရွေးကောက်ပွဲအတွက်ကိုဒါမင်းအောင်လိုင်ရဲ့ကြိုတင်ပြဆင်မှုတစ်ခုလို့လည်းဒါကျွန်တော်ပြောလို့ရတယ်အရင်2010တုန်းကလည်းဒါဒီလိုမျိုးဟာတခုရှိခဲ့ဘူးလေပေါ့နော်ဒီလိုဖြစ်စဉ်တွေစစ်ဘုတ်ချုပ်တွေကိုယူနီဖောင်းချုပ်ပြီးတော့ဒီအပြင်ရပ်ဖက်နေရာတွေမှာထည့်ပြီးတော့ဝင်ပြိုင်ခိုင်းတာရှိခဲ့ဘူးလေကြက်ခံရင်ပါတီအောက်ကနေပြီးတော့ဒါမင်းအောင်လိုင်ရဲ့ချုပ်တင်ပြဆင်မှုတခုလို့လည်းဒါကျွန်တော်ပြောလို့ရတယ်လို့ ကြမ်းခိုင်ပါတီကိုလည်းသူတို့ကအလုံးစုံမင်းအောင်လည်းချုပ်ကန်နိုင်နိုင်ပြီအရင်တော့ဒါမချုပ်နိုင်ကန်နိုင်သေးဘူးပေါ့နော်ဦးတန်းထေးတို့ဘာလို့လက်ထက်တုန်းကတော့အခုခင်ရီလက်ထက်မှာတော့မင်းအောင်လည်းကိုရန်ကဒီကြမ်းခိုင်ပါတီကိုလုံးဝချုပ်ကန်လိုက်ပြီဒီလိုပဲဒီစစ်တပ်ကကျွန်တော်နောက်ခံပေးတာကြမ်းခိုင်ပါတီကနေပြီးတော့ဝင်ပြိုင်မဲ့သူတွေရှိတယ်အဲ့သူတွေကဆိုရင်ဒါလက်ရှိအရင်တော့စစ်တပ်မှာနေရာထိတ်ထိတ်တန်းစစ်ဘုံချုပ်တွေဖြစ်ပြီးတော့အခုတော့အသွင်ပြောင်းပြီးဘောင်းမီချုပ်ပြီးတော့ တို့ဒီကြက်ခိုင်ရေးရနေပြီဝင်ရောက်ရှင်းပြမယ်လို့ဒါကျွန်တော်တို့ဟိုတိထားတယ်အဲ့ဒီရှင်ရှင်းပြမှုအတော့ကိုလည်းတို့ကိုယ်တိုင်မဲဆွယ်စီးုံနိုင်လုံနေရပေါ့နော်ဒါဘယ်လိုလဲဆိုရင်တော့ဒါဒီစိုးတင်နိုင်တို့ဖုံးမြတ်တို့တေစားကြော်တို့တပ်ပုံတို့ပေါ့နော်ဒီအရာဆိုလို့ရှိရင်ဒါရွေးကောက်ပွဲအတွက်တို့ကြိုတင်ပြင်ဆင်နေတဲ့အနေထားကိုဒါကျွန်တော်တို့တွားတွေးရတယ်နောက်တစ်ခုဝါရဖြန်နဲ့စီးုံရေးဆင်းနဲ့ဟာတွေကိုလည်းတခြားပါတီကမလုပ်နိုင်သေးဘူးဆိုပေမဲ့ဒီကြက်ခိုင်ရေးပါတီကတော့သူမြေပြင်မှာဆင်းပြီးတော့ လုပ်နိုင်တယ်အခုမန္တလေးလိုနေရာမှာဆိုလို့ရှိရင်ဟိုတို့ဝင်ရောက်ပြီးတော့ဟိုမဲဆက်စီုံနိုင်လုံနေရယ်စကိုင်းမှာဆိုလို့ရှိရင်တို့နေရာမှာဆိုတပ်ပုံပေါ့နော်စကိုင်းတိုင်းတပ်ပုံကိုပြိုင်မယ်ဆိုတော့တပ်ပုံဝင်ရောက်မဲဆက်စီုံနိုင်လုံနေတာဒါကျွန်တော်တွေ့ရတယ်ဆိုရှယ်မီဒီယာဘိုင်းကိုသွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအနာသိမ့်ပြီး9လဝင်ကျင်လောက်မှာဆိုလို့ရှိရင်စပြီးတော့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ Facebook YouTube နောက်ပြီးရင် TikTok ဒီအရာတွေကိုသူကဟိုပိတ်ပင်နေပေါ့နော်အဲ့တော့ပြီးသူလူတွေကအာ VPN ခံပြီးတော့ဒါတုံးနေရတဲ့အနေအထားတွေဒါကျွန်တော်တို့ ဟိုကြုံခဲ့ရယ်ဒါပေမဲ့လက်ရှိမှာတော့မင်းအောင်လိုင်ကိုတိုင်လူကလူကိုတိုင်ဆင်းပြီးမဲဆွဲစီုံမဲ့အစားဒီပို့ပြီးတော့အားတာတဲ့အားတာမှုတစ်ခုအနေနဲ့ဒီ social media ကနေပြောဒီစစ်ဘုတ်ချုပ်ခေါင်းနေကိုတိုင်သူတို့ရဲ့နာမည်နဲ့အကောင့်တွေဖွင့်နေအကောင့်တွေဖွင့်ဟုတ်တယ်ဟုတ်တယ်အကောင့်တွေဖွင့်တာကြောင့်သွားတွေ့ရတယ်နောက်ပြီးတော့ဒီကနေ video တွေတင်နေပို့ပြီးတော့ဟိုဟာသူတို့မဲဆွဲစီုံအပေါ်စားသူတို့မဲဆွဲစီုံနဲ့ပုံစံတွေရပါတော့ဘာလာလဲဆိုတော့သူတို့စစ်သားဘုရားဖြတ်တန်းခဲ့တဲ့အရာတွေဒီလိုစစ်သားဘုရားဖြတ်တန်းခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးသူတို့ စာလိုလေးတွေတင်တယ်သူဒီလိုမျိုးပေါက်ကတ်တွေရိုက်တယ်ရိုက်ပြီးတော့တင်ပြီးတော့မဲဆွတ်စီယုံနာကိုသွားပြီးတော့ဒါကျွန်တော်မြင်ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းကိုယ်တိုင်ကတက်စီယုံရေးတက်တွေကိုလိုက်ပြီးစီယုံတဲ့ချိန်မှာကျွန်တော်2010လုံးကကြုံခဲ့ရတဲ့အတိုင်းပဲဟိုမင်းတို့အမျိုးဘာသာတော်တော်ဆောင်းထင်းမြတ်ပါတီတို့နိုင်ငံတော်ဘောကာဝယ်မြတ်ပါတီတို့အဲ့လိုမျိုးခါတွေကိုမဲပေးဆိုပြီးစီယုံတဲ့ပုံစံအတိုင်းပဲအခုလည်းကာဝယ်ရေးအမြင်ရှိတဲ့လူကိုမင်းတို့ရွေးချယ်ရမယ်မဲပေးရမယ်ဆိုပြီးတော့ဟိုသူကိုယ်တိုင်တက်တွေကိုလိုက်တဲ့စီယုံနာဒါကျွန်တော်သွားတွေ့ရတယ် အဲ့တော့ကာကွယ်ရေးအမြင်ဆိုတာအရက်သားတွေမှမရှိဘူးစစ်တပ်မှာပဲကာကွယ်ရေးစစ်တပ်ကအသွင်ပြောင်းအသွင်ပြောင်းဘောင်းမီချွတ်တဲ့ဒီအမောင်းလက်အမတ်လောင်းတွေပဲဒါတို့တို့မှာရှိတယ်ပေါ့နော်အဲ့အတွက်ဒါဆိုလို့ရှိရင်မင်းအွန်လိုင်းကိုတိုင်ဖန်တီးထားတဲ့အကွက်တစ်ခုတည်းကိုရောက်အောင်တွတ်သွင်းနေရလို့ဒါကျွန်တော်အနေနဲ့သွားပြီးတော့မြင်တွေ့ရရပေါ့နော်အဟုတ်တယ်ဟိုနောက်ပြီးတော့တို့ကကျွန်တော်တို့မြင်တာဗာတို့ကဒီ 2010တဲ့တောင်လည်းပိုပြီးဆိုးရွားသလားမသိဘူးเนาะဒီရွေးကောက်ပွဲတို့ဥပဒေတွေပြီးတော့ပြည်သူတွေကိုထိန်းချုပ်တဲ့ဟာတွေထိန်းချောက်တာတွေထိန်းချောက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်နောက်တစ်ခုကအဲတို့ကဘာတို့ကဒီတို့လည်းသင်ခန်းစာတော့ရှိရေးပါဘာလို့တို့အရင်ရွေးကောက်ပွဲတွေမှာတို့ကဟိုတို့စစ်တပ်ကထွက်ထားတဲ့စစ်ဘိုလ်ချုပ်ဟောင်းတွေယူနီဖောင်းချွတ်တဲ့လူတွေနဲ့ဘသူနဲ့ပဲပြန်ပြန်တို့ကရှုံးနေဆိုတာတို့ကသိနေဘာလို့ဆိုပြည်သူတွေရောဒီနောက်ဆုံးတက်မတော်သားမိသားစုဝင်တွေမိတက်မတော်သားတွေအားစဒီပိုချုပ်တွေကိုကြည့်မရတော့ ဟိုတခြားပါတွေကိုမဲပေးပြတဲ့ပုံစံမျိုးတွေရှိတယ်။ဒါတွေကိုသိတော့တို့ကဘာလဲဆိုတော့တို့ရဲ့အစိုးရဖွဲ့ဖို့ပြင့်မိအောင်လို့တို့ကခုနကပြောနေကဟိုပြိုင်ရှင်းပြိုင်သူမရှိအောင်လို့တမင်ကိုတစ်ဖက်ပြိုင်ဘက်ကိုနင်းငိုးဆောင်နဲ့ကန်ထုတ်ပြီးတော့တို့လူတွေနိုင်အောင်လို့တတိမနိုင်ဘလို့ပြိုင်ဘက်မရှိပဲနိုင်အောင်လို့ဟုတ်တယ်ဖန်လေးထားတာလေးကိုကျွန်တော်တို့သတ်တွေ့ရတယ်ပေါ့နော်ဒီတက်ထရလူတွေရောဒီဘိုးချုပ်ကြီးကြီးအရက်ဖက်ပြောင်းပြီးတော့ရွေးကောက်ပွဲဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တခြားတက်တွေရောမသိဘူး ကျွန်တော်နီးစပ်ခဲ့ပွဲနေရာတခုတော့ရှိတယ်။လေဆယ်ဝင်ကြီးထမီတနက်ရှော့စားဆိုရင်လေဆယ်ဝင်ကြီးကိုတိုင်သူစစ်ဘက်ကထွက်ပြီးတော့ကြန့်ခိုင်ရနေပြီးတော့ဝင်ပြိုင်မဲ့အချိန်မှာသူ့ပစ္စည်းပစ္စည်းရအကုန်လုံးနေပြီးရောနေပြီးတော့ရွှေ့ရအချိန်မှာအောက်ခြေစစ်တီရဲဘော်တွေကဘာလို့ကလဲဆိုတော့သူ့ရဲ့ခွေးရအစခြံထဲထည့်ပြီးတော့တဲ့ရလေးစိတ်ကိုအဲ့လိုမျိုးခါရရှိတယ်။အများဟာပစ္စည်းပစ္စည်းရအများကြီးပဲဘယ်အလုပ်သမားမှခေါ်ပြီးတော့ခိုင်းတာမဟုတ်ဘူး။ ူကလည်းစက်တက်ကလူမဟုတ်တော့ဘူးဗျအရက်ဖက်ပြောင်းသွားပြီဒါပေမဲ့သူတို့ရဲ့ပါဝါဘယ်လောက်ရှိသေးလဲဆိုတော့စက်တက်တွေကအောက်ခြေစက်သားတွေဆိုအောက်ခြေဆိုရင်ရှင်းပြရင်ရရှိလို့၃မိနစ်အောင်ပါတယ်အဲ့လိုလူကိုယ်တိုင်သူတို့ပစ္စည်းတွေကိုနေပြီးတော့လေစိတ်ကနေပြီးတော့လေပေါ်တင်ပေးရတာအဲ့ဒီအချိန်မှာဘယ်လောက်လောက်ဝါဖြစ်လဲဆိုတော့မှန်ရတယ်ဆိုတော့သူတို့မွေးရခွေးတော့ပါတယ်အဲ့တော့သူတို့ကအောက်ခြေစက်တီစက်သားတွေကိုစက်တီတွေစက်သားတွေကိုယ့်ရဲ့ရဲဘော်ရဲဘော်တဘောမထားပဲနဲ့ကျုံလို့တဘောထားပြီးတော့ငါတို့ခိုင်းပတ်ပဲကွာဆိုပြီးတဘောထားခဲ့တဲ့အတွက်ကျင်းစီရတခုကတော့ဒီလိုမျိုးစစ်ဖို့ကြိုးကြီးအကုန်လုံးကို ဒီတက်ထဲမှာရှိတဲ့လူတွေအကုန်လုံးကသဘောကျနှစ်သက်မှာတော့မဟုတ်နောက်ပြီးတော့ရွေးကောက်ပွဲကသူတို့ကမဖြစ်မနေဖြစ်အောင်လုပ်မယ်အပိုင်း၃ပိုင်းခွဲပြီးလုပ်မလို့ဒါသူတို့အနေနဲ့ကြေညာထားတာလည်းရှိတယ်သူတို့လက်ရှိလည်းအဲ့နဲ့ပတ်သက်ပြီးတော့ social media platform ရုပ်ရှင်ဇာတ်လမ်းတို့အရာအားလုံးသူတို့ message စီးရုံနဲ့လုပ်နေရယ် watermine တွေရိုက်သွင်းနေရယ် propaganda တွေလုပ်နေရယ် di အားလုံးရဲ့အလွန်မှာဘာဖြစ်နိုင်လဲဆိုတော့မင်း online ကတမနာဖြစ်အောင်သူကလုပ်အောင်မှာဘာလို့သွားမြင်ရလဲဆိုတော့ဒီလွန်ခဲ့တဲ့2 90ကျော်ကအာနာရှင်ဟောင်းနေဝင်းကိုတိုင်း ်လုတ်ခဲ့အကွက်တစ်ခုပေါ့ဒါ1994ခုနှစ်ဒါမှဆိုရင်သူဟန်ပြရွေးကောက်ပွဲတစ်ခုလုပ်ပြီးတော့တော်လိုင်းကောင်စီကနေပြီးတော့နိုင်ငံတော်ကောင်စီဥက္ကဋ္ဌဦးနေဝင်းထံကိုဒါအာဏာလွှဲပြောင်းလဲဆိုတဲ့အကွက်တယ်ဆိုတာပေါ့အဲ့လိုအကွက်လုတ်ဖို့တော့ကိုမရောက်လဲအခုပြန်ဆင်နေရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဒုသမရာ၃ယောက်တင်သွင်းလို့ရှိရင်အဲ့၃ယောက်ထဲမှာမဲနဲ့တမရာဖြစ်မှာခုနကကျွန်တော်ပြောသလိုပဲသူကကြက်ခိုင်ရေးပါတီကိုအလုံးစုံသူကချုပ်ကန်နေတယ်ဆိုရင်ပဲဂျာထဲမှာသူ့တက်စာဖောက်မှာတော့တခုခု လာခင်ယူကယုံကြားရကောင်နေမဟုတ်ဘူးဒီကောင်ကတန်မှန်နေရာကြံနေရကောင်နေဒါပေါ့ဒါပေါ့အဲပြောလို့မရဘူးသူ့ပြီးတော့သူ့နဲ့လည်းဆင်နေရကြံမှန်နေအဲ့တော့သူ့ရဲ့လူအစုဖွဲ့အစုဖွဲ့နဲ့ပြောဘယ်နေရာဘယ်သူမှမတင်ဘူးကွာဆိုရင်ကျင်းတည်ရဗျာဒီသမရ၃ယောက်ရွေးတဲ့ခါကတော့လှုပ်ရမဲ့ပေးရတာဘယ်သူပဲမတက်တည်ရမဟုတ်ဘူးအကယ်လို့အဲ့၃ယောက်မဲကြီးကထွက်လာပြီဆိုလို့ရှိလို့ရှိရင်ဒါအတီးဖြစ်သွားပြီအဲ့ဒီအတွက်ဒီဒုသမရတန်မတော်ဆိုင်တင်သွင်းပြီးတော့မှတယောက်ကတမရဖြစ်မယ်နှစ်ယောက်ကဒုတမရဖြစ်မယ်အဲ့ဒီတော့တမရသားကိုယ်စားလှယ်ဘက်ကနေပြီးတော့တင်သွင်းတာက လေ तू မဖြုတ်လို့ပြောလို့မရတယ်လို့ဟိုတခြားနေရာကြီးကလေ तू ကရှင်းပြောရင်နောက်နေရာတော့ तू ကမဲပါမယ်ဆိုရင် तू ကတမ်းမလားအိမ်မက်မက်တယ်အဲ့တော့ခုနလည်းမျိုးလွန်ခဲ့နှစ်90ကျော်ကနေဝင်းကိုတိုင်းလုတ်ခဲ့အကွက်ကို तू ကပြန်ပြီးတော့ပုံဖော်တယ်အဲ့ထက်ပို့ပြီးအဆင်မြင်အောင် तू က upgrade လုပ်ပြီးတော့တခြားစီမံနေရောဒါကျွန်တော်တို့ personal နဲ့အညီပေါ်နေလဲ upgrade ထပ်လုပ်ထားတာပါလေပေါ့နော်ပုံစံနဲ့ပဲသူတို့သူတို့ဆရာကြီးလုပ်ထားတဲ့အတိုင်းပဲဆက်လုပ်နေရ သူတို့ကိုကိုွယ်ရဲ့သူတို့ကိုကိုွယ်ရဲ့သူတို့ကန်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတမတော်ကာကွယ်ရေးဥစုယာရုကိုတမလာယာရုကိုနှစ်ခုလုံးယူလို့မရအောင်တစ်ခုကိုစွန့်လောက်ကမယ်အဲ့ဒီတော့သူကိုယ်တိုင်ဘာကိုပြင်ဆင်လဲဆိုတော့ဟုတ်ပြီသူတမလာလုံးမှာဆိုရင်ကျင်းတရားတခုကသူတက်မရဟိုက်သူစက်တက်ကောင်သူကိုဆွတ်လောက်ကမယ်သူမှာပေါကမရှိရောလက်နဲ့မရှိရောဘယ်အချိန်သူ့ကိုပြန်သိမ်းမလဲဆိုတော့လဲသူတွေးကြောက်တယ်အဲ့ဒီအတွက်ကိုသူကိုယ်တိုင်ခုနကကျွန်တော်ပြောတဲ့လူကြီးကို ဟိုအစားထိုးတယ်သူယုံကြည်စိတ်ချရပါတယ်ဆိုရင်လူတွေကိုအစားထိုးတယ်အဲ့လူတွေကသူ့အတွက်တရားရခိုင်တုံးယုံကြည်ရမလားစိတ်ချရမလားဆိုတော့ကျွန်တော်မသိဘူးသူလည်းတည်ကြမှာတည်မှာတည်မှာဒါပေမဲ့အဲ့လိုမျိုးသူ့ကိုပြန်ပြီးတော့တော်လံပုံကန်တာတွေသူ့ကိုပြန်ဖမ်းဆီးတာတွေမဖြစ်အောင်သူ့ကြိုတင်ပြင်ဆင်နေရဒါကြောင့်ဒီရွေးကောက်ပွဲနဲ့နဲ့ပတ်သက်ပြီးတော့သူ့ကိုယ်တိုင်လက်သက်မွေးထားရဲ့သူ့ရဲ့တပည့်တပန်းတွေဒီကဘောင်းမွေချွတ်ပြီးတော့ရွေးကောက်ပွဲအတွက်ဝါရဖြန့်နေစီဝင်ဆင်းနေရဒါဒါလေးဒါကျွန်တော်တို့မြင်မြင်ရလေးပေါ့နော်နောက်တစ်ခုပေါ့အခုလက်ရှိဒီရက်ပိုင်းမှာလည်း ဟိုဟာဖြစ်နေရယ်ရန်ဟော့ဖြစ်နေရယ်ခက်သမိုင်းကိုဒုံဆိုင်နေတုံးများဆိုအဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အများကြီးပဲဘောနော်အကိုစီရတဲ့ဘာတွေတွေ့မိတယ်လဲအဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အဓိကဒီဗီဒီယိုနဲ့ပတ်သက်တဲ့ဟာတော့တော်တော်များများဆိုရှယ်မီဒီယာပေါ်မှာရောလေးလာသုံးသက်တဲ့သူတွေသတင်းတွေမှာလည်းအကုန်တင်ပြီးသွားပြီဒါပေမဲ့နောက်ဆက်တွဲမှာကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့သူကဒီစစ်တပ်ကပရိုပဂန်ဒါနဲ့အောင်မြင်သွားတယ်ဆိုတော့အောင်အောင်မြင်တယ်ဆိုတော့စစ်တပ်ကတကောင်ကပရိုပဂန်ဒါဒါစီးယုံဖို့ပြည်သူတွေကိုစီးယုံဖို့ဆိုတော့ဘယ်သူမှတော့မယုံဘူး ဟိုဒါမှအသက်အရွယ်အရွယ်ရောက်ပြီးသားလူတွေဒီဒီလက်ရှိနေနေတော့21ကဟာဖြတ်တန်းပြီးလူတွေကတော့မယုံဒါဒီစစ်တပ်ကဟာလည်းပြန်ကြည်တာကြည်ကြည်နေမယ်ပေါ့ဗျာဒါပေမဲ့အဲသူတို့ပြတ်မှတ်ကတော့အမှသူတို့အဓိကသူတို့အသုံးပြုရတဲ့မင်းသားတွေပေါ့နော်အမှရောက်ဆိုရခိုင်လူမျိုးဆိုလို့ရှင်အမျိုးသမီးကဟိုမချူးလေးပါမယ်ပြီးတော့ရှင်နေတိုးပါမယ်ပေါ့နှစ်ယောက်ရှိတယ်ပေါ့နှစ်ယောက်ပါမယ်အမှအဲတစ်ဖက်ကဖြစ်သွားတာကဒီဘက်က ဖွေပန်တဲ့လူတွေကလည်းဒီရခိုင်လူမျိုးရခိုင်လူမျိုးရခိုင်လူမျိုးဆိုတဲ့ဟာကိုလူမျိုးရေလူမျိုးကိုထည့်ပြီးတော့ဟိုလူမျိုးရေကဖွဲခြားတဲ့ပုံစံဖြစ်ပါဒါပေမဲ့တကယ်တော့ကျွန်တော်မြင်တာကတော့နော်ဒီဘက်ကလူတွေကလည်းဟိုနေတိုးကြီးပဲတကယ်တော့ပြင့်မဲ့ထားတယ်ဆိုတော့မဟုတ်ဘူးပြဒါပေမဲ့သူတို့ရဲ့မျက်စီထဲမှာနေတိုးကိုပဲ main တော့ဘယ်လိုခေါ်မလဲ highlight ဖြစ်သွား highlight နေတိုးကိုပို့ပြီးသူတို့စိတ်ပြည်သူတွေရဲ့စိတ်ထဲမှာနေတိုးကပိုရှိတာကြာပိုချစ်တာဟုတ်ပိုချစ်တာဟုတ်နေတိုးလိုလူမျိုးကဒါမျိုးလှုပ်တယ်ဆိုတော့မှပို့ပြီးတော့ခံစားဝါတဲ့ပုံစံလုံးနဲ့ဟတ်ထိသွားတော့ ဒါတော့ဖြစ်လာနံပါတ်တစ်ဖက်မှာလည်းရခိုင်လူမျိုးတွေကြောက်လဲသူတို့ကရခိုင်လူမျိုးတွေဘာပြောမျိုးချစ်စိတ်ဒါကိုပြင်းထန်တာပေါ့ဟုတ်တယ်အဲ့တော့သူတို့ရခိုင်လူမျိုးဒီရိုက်နေတဲ့မင်းသားတွေအားလုံးနဲ့မှမနေတိုးကိုပဲရခိုင်လူမျိုးဖြစ်တဲ့နေတိုးကိုပဲပြောရသလားဆိုတဲ့ပုံစံမျိုးနဲ့သူရခိုင်မလို့ခွဲခြားတယ်ဆိုတဲ့ပုံစံမျိုးပြောတာဒါပေမဲ့ကျွန်တော်သိတာကတော့ဟိုနေကိုဒီနေတိုးမင်းရုပ်ရှင်မင်းသားနေတိုးကဒီနေတိုးဆိုတဲ့နေရာတစ်ခုရတာဖြစ်လာဖို့ကအဲရခိုင်ပြည်ရခိုင်လူမျိုးလူနည်းစုလေးအားပေးုံနဲ့ မြန်မာနိုင်ငံမှာနာမည်ကြီးမင်းသားဖြစ်မလာနိုင်ဘူးပေါ့နော်ဟုတ်တယ်မင်းသားဒီလိုနေရောဖြစ်လာတယ်ဆိုတော့တိုင်းပြည်လုံးကဗမာလူမျိုးမှမဟုတ်တခြားတိုင်းသားတွေရောအကုန်လုံးအားပေးလို့နေတိုးဆိုတာဖြစ်လာတာပေါ့နော်ကျွန်တော်မြင်လာတော့ဒါဒီဘက်ကလူတွေတော့ရခိုင်ရခိုင်အာရခတတ်တော်ရဲ့အောင်မြင်မှုတွေရနေတယ်ဒါအချိန်တွေတက်နေတယ်အချိန်မှာဒီရခိုင်လူမျိုးမင်းသားဒါမျိုးစစ်တပ်ဘက်ကဝါဒဝင်ဖြန့်တော့ဒါဒီဘက်ကရှော့ရသွားတဲ့ပုံစံမျိုးနဲ့ဝိုင်းပြောကြတဲ့ပုံစံပြောပေါ့ဒါပေမဲ့အဲ့လိုပြောတဲ့ဆိုတွေကလည်းစိတ်ထဲမှာပို့ပြီးချစ်တယ်ကိုသဘောကျတယ်ဆိုတဲ့ဟာ နှစ်မျိုးတော့ဗောနနှစ်မျိုးတာဗောအဓိကကတော့ဒီနေတိုးတို့ရဲ့အပြစ်ရှိတာမဟုတ်ဘူးရုပ်ရှင်မင်းသားမင်းသမီးမှာလည်းအပြစ်တော့ရှိတာမဟုတ်ဘူးကျိုးအဲ့တော့ဘယ်လိုခွဲနေတယ်လဲဆိုနှစ်ပိုင်းခွဲနေတယ်ဒါကန့်စီတူတို့ရဲအောင်တို့ရန်အောင်တို့ဟိုဒါတို့ကတက်တက်ဆိုနေတူစားကိုတို့ကအင်းထောင်တို့အင်းအင်းတို့ကငကိုတဲ့ကဒီဆက်တက်ဆက်တက်ပိုင်းသွားတာဒါပေမဲ့အခုလက်ရှိလုတ်တဲ့လူဟိုဆက်တက်ကဘယ်လိုအကောက်ကိုတုံးသွားလဲဆိုတော့တော်လိုင်းနဲ့နကင်းနေတို့တတ်မထားလူတွေတော်လိုင်းဟိုဆက်တက်နဲ့ခင်းခင်းခင်းပြီးတော့တော်လိုင်းမှာလည်း ထက်အဲ့လောက်ကြီးဟိုပါပဲဒါပဲပြောမယ်ဆိုဟိုလိုလိုဒီလိုလိုနေတဲ့လူဗျာရှင်းပြရအောင်ဗျာကျွန်တော်တို့အစိုးရတစ်ခုရှိတယ်ဟိုကိုမကြိုက်လို့ကိုမလေးစားလို့ရှင်တဲ့ကင်းအောင်နေကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်မသက်ဆံအဲသူတို့လက်ရှိဒီစကားမှာရိုက်ပေါ်တဲ့လူတွေတော်တော်များများလဲစစ်တပ်ကမင်းအောင်လိုက်ကြိုးတော့ပွဲဆိုတဲ့မပါဘူးဟုတ်တယ်ဘာပဲလုပ်လို့မပါဘူးဗျာခက်ခင်းခင်းနေလိုက်တာဒါကိုစစ်တပ်ကတိတယ်ဟုတ်တယ်တိလို့သွေးခွဲဖို့ရည်ရွယ်ချက်နဲ့အပုံးချသွားတာဒီကောင်တွေကိုခေါ်ပြီးတော့လုတ်လိုက်တယ်လုတ်လိုက်တာတမင်ကိုမလုတ်လို့ရှင်ဟိုကောင်တွေကြိတ်ခင်းလို့မရဘူးမလုတ်ညင်းလို့မရလဲဆိုတော့ တနန်းထောက်တနန်းထောက်ရတဲ့ခါကျတော့ညင်သူတတ်တာတော့မလေအဲ့တော့ဒါရုပ်လဲသူတို့ကာယကရှင်နေမှာဟိုစိတ်တကယ်တဲ့စက်တက်ကိုသူတို့စိတ်ပါလို့လည်းရှိရှိနေမယ်တော်လိုင်းကိုစိတ်ပါလို့လည်းရှိရင်ရှိနေမယ်ဒါကတော့ကျွန်တော်ခွဲခြားပြီးတော့ဟိုသူတို့စိတ်ထားမှာသူတို့ရှိတယ်။တွားပြီးတော့အခုချိန်မင်းအောင်လာနိုင်ငံထဲမှာတနန်းနဲ့ထောက်ပြီးအကုန်လုံးချင်းချောက်တဲ့အချိန်မှာတွားပြီးတော့သူတို့တော့လို့မရဘူး။ဘာလို့ကြည့်နေတယ်ဆိုတော့အဲ့ဒီဇလန်တိုကိုဒီဝေဖန်နဲ့ဘာမှမဟုတ် reaction လေးပေးတဲ့လူတွေအောင်မှာအခုချိန်မှာဒီ driver မီးပွားတို့ နောက်ပြီးတော့ဒီ grinder နောက်တစ်နှစ်ယောက်ရှိသေးတယ်ဒီအပန်းအပန်းခံရတယ်စော်မဲလို့ကိုယ်တိုင်ကလည်းမင်းတို့ဒီဇလန်းတို့ဝေဖန်လို့ရှိရှင်လုံးဝဖန်ဆင်းမယ်မသိရင်သူကတော့ဒါကာဘာလုံးတယ်လို့လို့တဲ့ဟိုရုပ်ရှင်ရေးဆိုင်ကိုရင်းမှာပါတဲ့အဲအမင်းသားတွေကိုကာဘာလုံးတယ်လို့နဲ့ပို့ပြီးတော့သွေးကွဲအောင်ဟုတ်တယ်နောက်ပြီးတော့ဒါသူတို့ကဒါဖြစ်နေတော့ဒီစကားကလည်းနောက်ပြီးတော့ကကတီးရရိုက်တာဗျာဒီတက်မတော်ဝါဒဖြန့်ချီစကားအကုန်လုံးကကကပြည်ရဲ့စိတ်သက်စစ်စင်ဌာနကိုရပဲခြိုက်သွား အဲ့တော့ဒါလည်းကျင်းနေတယ်ဒါစိတ်သက်စစ်စင်ကြီးတရားဆိုတရားဆိုပန်းမျိုးတော့ဘာလဲဒါပေမဲ့သူတို့အထိုက်လောက်အောင်မယ်ဒါပေမဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဓိကဒီညမှာပြောချင်တာကဟိုကျွန်တော်တို့ဒီချိန်မှာရခိုင်လူမျိုးတွေအနေနဲ့လည်းဒီချိန်မှာအရေးကြီးတာအာရခတတ်တော်ကစစ်ပွဲကိုနိုင်ပြီးတော့သူတို့ရဲ့အာရခနိုင်ငံတော်ထူထောင်နိုင်ဖို့ပဲလွတ်မြောက်ဖို့ပဲဘာကြောင့်လဲဆိုတော့လက်ရှိမှာစစ်တပ်ကတစ်တုံညာနှစ်ခုနောက်ပိုင်းမှာအင်အားကောင်းကောင်းနဲ့တက်လာတဲ့၃ဖွဲ့ထဲမှာကွာနှစ်ဖွဲ့ကအပြစ်ခတ်ချက်ဆဲပြီးသွားပြီသူအဲ့ အရခါတော့ခုပဲခုပဲကြမ်းကျိန်းသေးတယ်ကျွန်တော်လည်းမကြခင်မှာလာတော့မယ်အရခါတော့လည်းစင်ငယ်ရေးစကားပိုင်းဟုတ်သူတို့မလုပ်ချင်တဲ့လုပ်ရမယ်အနေထားလာလုံးမယ်အဲ့ဒီအတွက်ကိုနောက်ပြောလဲမမာချာချာနဲ့ခုချိန်ကြီးခံတိုက်နေတာအဖွဲသူတို့ခုပဲရှိအဲ့တော့ဖြိုခွဲဖို့သွေးခွဲဖို့ခက်တာလေအရခါတော့တခုပဲရှိဟုတ်တယ်ဟုတ်တယ်အဲ့လိုဘလို့စည်ရင်းနေမဲ့ဘလို့အဲ့အဲ့ဟာကိုသူတို့က ဖိုးခွဲဖို့အတွက်နေလဲမောင်းလို့လည်းစ조사နေတာခုနဒီ NATO ကိစ္စမှာဟိုအပြန်အလှန်ဒီဘက်ကလူတွေပြောလဲဟိုဘက်အမြန်နဲ့ကွန်မန့်နေနဲ့ဝိုင်းညော်ရတဲ့အထက်မှာကျွန်တော်လည်းအဲ့ထက်မှာစစ်တပ်ကအများကြီးပါတယ်ဆောင်းရှိရဇာတ်ကြီးအများကြီးပါအများကြီးပါတယ်တမင်တပ်ကိုဝင်လောက်တာအဲ့တော့အဓိက သူတို့ဘာနေသူတို့ဘယ်လူချင်းပြောရင်ဗျာနိုင်ငံနိုင်ငံခြားရုပ်ရှင်မင်းသားတွေပဲပတ်စံပေးပြီးခေါ်ရပြီးတော့ဝါလာပဲကြိုက်သလိုပဲဖြန့်ဖြန့်ဒီပီရင်းမှာရှိတဲ့သူတွေပဲကြိုက်သလိုပဲအတုံးချအဓိကပြည်သူကအဓိကပဲဒါပဲပြည်သူကတော့ဘာလို့သွားပြီးတော့ထပ်ပြီးမြင်ရလဲဆိုရင်ဒီဇကာထွက်ပြီးတော့စီပွားလုပ်ငန်းရှင်တွေဒီလူဒီလူတွေနဲ့မင်းတို့အလုံးမလုံးဆိုလို့ရှိရင်မင်းတို့ကအေးအေးမဆိုပြီးတော့ချင်းချောက်တဲ့ပုံစံတွေလည်းထပ်ပြီးတော့တွေ့ရတယ်သူတို့ဘလို့ပဲချင်းချောက်နေပြီးပြည်သူကအဓိကဆိုတော့ကျွန်တော်ဘာလို့ပြောချင်လဲဆိုတော့အခုဒီအရင်တပတ်ကအိုက်ကာလာမှာပဲပေါ့နော် ိုင်းမှာပြောရှင်တပွဲပြဖို့ဆိုပြီးသူတို့ပြောတဲ့ပြောတဲ့ပြောရှင်ပြောတဲ့အပြင်နောက်ထပ်ဒီအဆိုတော်တွေအများကြီးပဲရှုပ်ပွဲတွေကျွန်တော်တို့ထိုင်းရပါလဲထိုင်းရစီဝိုင်းလိုမရှင်တယောက်ပေါ့နော်မရှင်တယောက်အဲ့လိုလူကစီစဉ်တဲ့ပွဲမှာဆိုလို့ရှင်ဒါသူကိုယ်ကစီစဉ်တာပြီးသူကဘယ်လောက်ထိနာတယ်ဘယ်လောက်ထိဟိုနားလေတယ်ဘယ်လောက်ထိဘိုင်းကော့အကြောင်းသိရဆိုရင်တခွက်ပြလိုက်တာအခုအဲ့ပွဲတွေဆိုရင်အကုန်ဖြတ်ကြတယ်အော်ပြောတာဆိုလို့ရှိရင်ဒါတို့ရှုံးနေလို့အောင်ဒါကျွန်တော်တို့ဟိုကြားတိရရပေါ့နော်အဲ့တော့တို့တို့ဘာနေဆိုလို့ဘယ်လိုပဲ ဝါဒတွေပြန်ပြန်ဘယ်မင်းသားမင်းသမီးတွေဘယ်လိုပဲတုံးနေပါစေအဓိကပြည်သူတွေဘိုင်းကော့အောင်မြင်တယ်ဆိုလို့ဒါကျွန်တော်တို့တော်လိုင်းတွေ့လဲအဆင်ပြေဒါစစ်ကောင်စီရဲ့ဟိုကလည်းသူလုတ်ချင်တာလုတ်လို့မရဘူးဆိုနေထားတော့ကြောက်တာပေါ့နော် နောက်တစ်ခုကကွာဒီနေတိုးဝေဖန်လို့တစ်ဖက်ကရခိုင်လူမျိုးဒီ influencer ဟို influencer တွေတော့ဒီ sell တွေဖြစ်တဲ့ပုံကိုယ်တွေပြန်ပြီးတုံ့ပြန်လာတယ်ကျွန်တော်လိုက်ကြည့်တဲ့အချိန်မှာသူတို့ကနေတိုးကပေါ့နော်စစ်မှုတန်းစစ်မှုတန်းတွေတော့ကျွန်တော်တို့ခွင့်လောက်နိုင်နေပေါ့နော်စစ်မှုတန်းတွေတော့လူတက်တာမဟုတ်ဘူးဒါပေမဲ့အဲကျွန်တော်တွေးမိတာတစ်ခုကပေါ့နော်စစ်မှုတန်းတစ်ယောက်ကရှေ့တန်းမှာလူဘလောက်တက်နိုင်မှာလဲဒီဘက်ကလူတွေ ဒါပေမဲ့ဒီနေတိုးတို့လောက်သွားတဲ့လောက်ဟာကြတော့ဒါသူစိတ်ကျွန်တော်သူ့အဖြစ်ပြောတာမဟုတ်ဘူးဒါသူလည်းသူ့ဘဝအခြေအနေသူ့အခြေအနေနဲ့ဒါသူကဘုနာအကိုရှိမှပြောခဲ့တယ်လို့ဖိအားတဲ့ကြောင့်သူ့ရဲ့ဘဝရက်တည်လူသူကတော့လူတိုင်းကကျွန်တော်တို့ ကျွန်တော်တို့စတိတ်ကြောင်းတော့သင်ခဲ့တဲ့ဟိုဘောဂဗေဒမှာပါတယ်ဗျာဟိုဘောဂဗေဒမှာလူတိုင်းတည်တဲ့ကိုကျိုးစည်းဝါအတွက်အကုန်လုံးကပြုမှုဆောင်ရွက်နေသူများဖြစ်ပါပြီဗျာဘောဂဗေဒမှာဒါပညာရှင်ဒါအဲ့အတွက်သူ့ကိုကျွန်တော်တို့အရင်ကြီးပြောလို့မရဘူးဒါပေမဲ့တခုတော့ရှိရပါတော့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းဘက်ကလူတွေကြားရောလေဒီဘက်ကိုအစိုးရထွက်လာတဲ့အမှုပညာရှင်တွေနဲ့ရှင်ပြီးတော့ပြောကြဒါပေမဲ့ အဲ့မှာကျွန်တော်တန်ဖိုးခြင်းကကွာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့တန်ဖိုးခြင်းကိုဖယ်တူးခြင်းလိုက်မရှင်လဲဟုတ်တယ်နေပြည်တွင်းထဲမှာတို့ရတို့နေပဲပြီးတော့တို့ကိုကြိုးစီပွားမဆွန့်တော့နိုင်တော့ခုလိုသွားရလိုက်တယ်ဒါပေမဲ့ကြိုက်တော့မကြိုက်ဘူးသွားလို့ဒါပေမဲ့ဒါတို့ရတန်ဖိုးတစ်ခုဒါပေမဲ့ဒီဘက်ကိုဆော့ဒါမျိုးတွေပြစ်လာမှာကိုကြိုသေးလို့ဒီဘက်ကိုအစိုးရကြီးကြိုးရှောင်ပြီးတော့လွတ်လွတ်ငယ်ငယ်စက်တက်နဲ့လွတ်လွတ်ငယ်ငယ်နေတဲ့လူတွေရတန်ဖိုးကတစ်ခုနောက်ဆုံးညာတချို့နှုတ်ပညာရှင်တွေဆိုရင် နိုင်ငံဒီဘက်မှာရောက်နေပြီနိုင်ငံသားမှာရောက်နေပြီဟိုလုံးဝစစ်တပ်ဟိုစစ်တပ်ကိုလည်းထောက်ခံတဲ့ဟာလုံးဝမပတ်သက်တော့ဘူး။နောက်ဒီဘက်ကိုလည်းပေါ်တင်းထောက်ခံတာမဟုတ်တော့ဘူး။ရိုးချောင်ဆောင်နေရိုးချောင်ဆောင်ပြီးဒီဘက်မှာကိုလာပြီးလာနေတဲ့လူတွေရှိတယ်။အဲ့လိုနေလို့လဲစစ်တပ်ကအခုဆိုပါလားနောက်ဆုံးစာထုတ်လိုက်ရတယ်။ပြည်ပထွက်ခွာခွင့်တွေပါသူတို့ကလုံးဝလိုက်ကြီးချက်တယ်။ဒါကဒီအော်တိုဘာလာထဲမှာဒီစာထွက်တာကဒါရုပ်ရှင်လောကနဲ့ရတော့ဒါပထမဦးတို့ထုတ်တာဒါပေမဲ့အဲ့ရှေ့မှာပြည်သူတွေသတင်းမော်မရောက်ခွင့်နဲ့ပြည်သူတွေမသိတဲ့စာတစ်ဆောင်ရှိခဲ့ပါလေအဲ့ဒါကဘာလဲဆိုတော့ အစိုးရပြည်ထောင်စုအဆင့်ဝင်ကြီးတွေဒုဝင်ကြီးတွေဝင်ကြီးချုပ်တိုင်းဒေသကြီးအဆင့်ပြည်နယ်အဆင့်ရဝင်ကြီးချုပ်တွေနောက်ပြီးဝန်ထမ်းဌာနအကြီးအကဲတွေသူတို့တွေရဲ့သူတို့တွေကိုယ်တိုင်တော့မဟုတ်ဘူးเนาะသူတို့ရဲ့မိသားစုတွေပြည်ပကိုထွက်ခွာမယ်ဆိုလို့ရှင်အတိမပေးဘဲနဲ့ထွက်ခွာနေရရှိတဲ့အတွက်အစိုးရတသက်ဆိုင်ရာဌာနတွေကိုတင်ပြပြီးအတိပေးပြီးမှစနစ်တကျအတိပေးပြီးမှထွက်ခွာမယ်ဆိုတဲ့စာတော့ညွှန်ကြားချက်စာထွက်ထားတယ်အဲ့ဟာကိုဖောက်ပြန်ရင်လေစိမ့်မာတွေအဖမ်းဖို့တားဆီးဖို့ညွှန်ကြားထားတာ အဲ့တော့ဒါကဘယ်သူမှမသိဘူးတိုင်းပေါ်မှာလည်းမပြောဘူးဒါရှင်းပြောရင်အလှော်တိုင်းအလှော်တိုင်းကိုစစ်တပ်ကမယုံဘူးသူ့ဝန်ထမ်းတွေတောင်မှခုနပြောပြည်တော်စုအဆင့်ဝင်ကြီးဝင်ကလေးတို့တောင်တို့မယုံဘူးဆိုတဲ့သဘောတက်ရောက်တယ်ဗျာအဲ့လိုမယုံလို့သူကဒီစာအုပ်ထုတ်ပြီးတားထားတာပေါ့နော်အဲ့တော့ခုနဒီပြည်စင်မှာလည်းကျွန်တော်ဘာမှဒီအမှုပညာရှင်တို့ကတော့သူတို့ကတော့ခုနသူတို့က ရှင်းပြရင်ကျိန်းတယ်တာတော့တို့လုံးဝလုံးချင်မှာမဟုတ်ဘာလို့မလုံးချင်လို့တော့တို့အနုပညာဆိုတာအားပေးတဲ့လူကကျေစုချက်အောင်လုပ်ကြတယ်အဆုံရှိတယ်ဗျာစိမ့်လာတယ်နေတာတွေဝါတာတွေပြတယ်အဲ့တော့တို့ကင်းကျင်တယ်ကင်းကင်းနေချင်မှာပဲဒါမဲ့မလွဲတာလို့ဒါလုပ်ကြတယ်ဒါမဲ့အဲ့တော့အထာကိုလည်းကျွန်တော်တို့ဘက်ကလူတွေကအရင်သွားပြီးတော့ဟိုကျွန်တော်တို့ဘက်ကစံနေနဲ့သွားတိုင်းပြီးတော့တိုင်းပြောဖို့မလို့တိုင်းပြောရမလို့တို့ဟိုတစ်ဖက်ကရခိုင်လူမျိုးတွေအနေနဲ့ကလည်းဟိုရှင်းပြရင်ဒီတယောက်ကိုဟာဖြစ်ဖို့အတွက်တို့မှာလက်ရှိမှာ တို့အမျိုးသားရေတို့တမျိုးသားလုံးဆိုအရေးကြီးတဲ့အချိန်ချင်းမှန်ပြိုင်စစ်တပ်ကရအောင်ပြန်လှုပ်တော့မှာကျွန်တော်ရအောင်အတန်းနိုင်တော့ပြန်လှုပ်တော့မယ်ဆိုတော့အဲ့တော့တို့ဘလို့ပဲဟိုဟာဖြစ်နေပါစေဘလို့ပဲဘလို့ဝါရဖြစ်နေပါစေအဓိကကတော့ပြည်သူသားအဓိကပဲပြည်သူပြီးတော့အဓိကဘာမှမဟုတ်တဲ့ကိစ္စနဲ့သွေးမကွဲဘူးဟုတ်တယ်ဒါဒါတော့ဒါဟိုပဲကျွန်တော်တို့ကတော့ဟိုမြေတားရက်ခန့်ချင်တာပေါ့နော်ဒီနေရာကနေပြီးတော့ဟုတ်ကဲ့ပေါ့အဲ့တော့ဒါအခုဒီရပိုင်းတက်လို့ရှိတာဖြစ်တဲ့တဲ့နဲ့ပတ်သက်ပြီးတော့ ျွန်တော်ညီကွန်ရောက်တာတုံးသက်သွားတာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲမှာအနာရဖို့မယောင်းနိုင်ရအလုံးစုံချုပ်ကင်နိုင်ဖို့အတွက်ပြင်ဆင်နေကြတယ်နောက်ပြီးတော့ဒီရုပ်ရှင်မင်းသားမင်းသမီးတွေကိုတစ်ဖက်လက်နဲ့သူတို့ကိုယ်တိုင်ဆက်တဲ့ကင်းကင်းရှင်းရှင်းနေနေတဲ့လူတွေကိုတော့ဆွဲပြီးတော့အသုံးပြုလာတယ်ဒါတွေကကျွန်တော်တို့အနေနဲ့တုံးသက်တင်ဆက်သွားတာဖြစ်ပါတယ်နောက်ပတ်ဒီမှာလည်းဒီထက်ပိုကောင်းတဲ့တော့ရှားတဲ့သတင်းတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ